ရှင်သွေးငယ်လေးတွေကိုရှင်ပြနာတာအလှပွဲကြီးခန္ဓာကြီးကျက်စွာပြုလုပ်ခြင်းပါပေခဲ့တဲ့အလှတိုင်ရိတ်ကမာကြီးမိမိခန့်နေဝေပြည်သူများလုံးမင်းလာပါရှင့်ကျမတို့ရဲ့ဆယ်လစ်ပေ့အေ့ချ်ကနေပြန်လဲကြိုဆိုလိုက်ပါရရှင် သူမရဲ့ကြေဟာကမိဘမဲ့ကလေးငယ်လေးတွေအတွက်ရှင်ပြူနာတာပွဲကြီးကိုချမ်းချဲ့တဲ့စီကားစွာကျင်းပပေးခဲ့တာကတော့ပရိုက်တာမင်းသမီးကြီးခန်းနေဝေပဲဖြစ်ပါတယ်။တရုတ်စာခန်းနေဝေကတော့မိဘမဲ့ကလေးတွေအတွက်ပရိုက်တာကြေဟာကိုတည်ထောင်ဖွင့်လှစ်ထားပြီးတော့မြမပြေတလောကမိဘမဲ့ရင်သွေးငယ်ပေါင်းများစွာကိုထိမ့်သိမ်းဆောက်ရှောက်ပေးနေတဲ့ပရိုက်တာမင်းသမီးကြီးတအုပ်ဖြစ်ပြီးတော့ပရိသတ်ချစ်ခင်လေးစားမှုကိုရရှိထားတဲ့သူတအုပ်ဖြစ်ပါတယ်။ အကြောင်းမျိုးမျိုးကြောင့်မိဘမဲဖြစ်တဲ့ကလေးငယ်တွေမိဘဆုံးဖြတ်တာခံရတဲ့ကလေးငယ်တွေအတွက်မမမမက်ရက်တည်ပြီးတော့ထိမ့်သိမ့်ပြုစုအဆောင်ရှောက်ပေးလျက်ရှိအောင်သူမရဲ့ခေယာမှာအသက်အရွယ်အမျိုးမျိုးနဲ့ကလေးငယ်ပေါင်းများစွာရှိနေပါတယ် နိုးစိုးလာသားအရွယ်ကနေစလို့ကျွေးမွေးဆောင်လျှောက်ထားသလိုကျောင်းနေအရွယ်ကလေးငယ်တွေကိုလည်းပညာသင်ကြားစေလျက်ရှိပြီးတော့တကယ်မိခင်အရင်တယောက်လိုအနစ်နာခံအပင်ပန်းခံဆောင်လျှောက်ပေးရသူပဲဖြစ်ပါတယ်။အခုလိုမျိုးမိဘမဲ့ကလေးကြီးဟာကိုတာဝန်ယူထိန်သိမ်းဆောင်လျှောက်နေုံသာမကတခြားသောပရိုက်တာလုပ်ငန်းတွေကိုလည်းတက်ဆွမ်းသလောက်ပါဝင်ကူညီလျက်ရှိပါတယ်။ရည်ကြီးရင်ရှံတဲ့တဘာဝဘေးအန္တရာယ်ကြုံတွေ့ရတဲ့ချိန်မှာလေအမျိုးသမီးတယောက်ဖြစ်ပေမယ့်တက်ကြွစွာနဲ့ပါဝင်လှူရှားပြီးတော့အကူအညီပေးတတ်တဲ့သူပါ ဒါကြောင့်လည်းပရိသတ်တွေကသူမကိုအနုပညာရှင်တယောက်လိုအချစ်ပိုကြသလုံးပရိဟိတသမားတဦးဖြစ်လေလေးစားဂုဏ်ယူကြပါတယ်။အခုချိန်မှာတော့ခိုင်နေဝေကသူ့ရဲ့ခင်ဗျာကကလေးငယ်လေးတွေကိုရှင်ပြူနာတာအလူမင်္ဂလာပွဲကြီးချိန်ချိန်တဲ့ကျင်းပပေးခဲ့ပြီဖြစ်ပါတယ်။ အသက်ကြောင့်နဲ့အရွယ်မိဘမဲ့ကလေးငယ်လေးဆက်နှစ်ဦးကိုရှင်သာမဏေဖြစ်တာရဏဘောင်ကိုတုတ်တွင်းချင်းမြင့်ပေးခဲ့သလိုမိန်းကလေးဆက်တဲ့ဦးကိုလည်းနာသမင်္ဂလာအဖြစ်ထည့်သွင်းကျင်းပခဲ့ပါတယ်။တရုတ်ဆောင်ခိုင်နေဝေကတော့ဒီလိုမျိုးရှင်ပြုနာသပွဲကြီးပြုလုပ်ဖို့အတွက် လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကတည်းကစူးစမ်းပြင်ဆင်ဆောင်ရွက်ခဲ့ရပြီးသူမရဲ့ကိုပိုင်ငွေရောအခြားအလူရှင်တွေလူတန်းတဲ့ငွေကြေးတွေတည်းကတချို့တစ်ဝက်ကိုဖယ်ပြီးရောစူးစမ်းတာမျိုးရောပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဒီအလူပွဲကြီးကသူမတအူးတဲ့အလူမဟုတ်ပဲအလူရှင်တွေကလည်းအလူတကအလူအမတွေဖြစ်လို့တာရုခေါ်နိုင်ကြကြောင်းပြောပြသွားခဲ့ပါတယ်။အရင်ကလည်းတခြားသောပရိုက်တာဖွဲ့တွေနဲ့ပူးပေါင်းပြီးရောရဟန်းကန်ရှင်ပြူဆောင်ရွက်ပေးတာတွေရှင်တရားရှိပါအလူမျိုးတွေကိုဆောင်ရွက်ခဲ့ပူးပါတယ်။ဒါပေမဲ့အခုလိုမျိုးကို လက်နဲ့ပြုစုခဲ့ရတဲ့ကလေးငယ်တွေကိုရှင်ပြုနာသအလှူလုပ်ရတာကပို့ပြီးတော့ PT ဖြစ်ရတယ်လို့ဂျီနူးစိမ့်နဲ့ဝမ်းသာမျက်ရည်ကျမိရလို့ဆိုခဲ့ပါတယ်။သူမကတော့လူပဲပစ္စည်းတွေနဲ့တန်ကားတော်တွေကိုစက်ကက်လူတန်းမဲ့အစွမ်းနဲ့အစွမ်းဟင်းတွေကိုလည်းကိုယ်တိုင်ပါဝင်ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ဒီရှင်ပြုနာသအလှူတော်ပွဲကြီးကိုရန်ကုန်မြို့တောင်ဥကလာပါမြို့နယ်မှာရှိရင်ကြိုင်မယောကျောင်းအမှတ်9ဝိုင်းကံဦးကျောင်းတိုက်ကြီးမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။အလှူမင်္ဂလာပွဲအတွက်အရာရာပြည့်စုံပြီးလိဟာမှုမရှိအောင်စူးစမ်း ာဆောင်ရွက်ထားဖြစ်လို့ညှော်မှန်းထားတဲ့ငွေကြေးကုန်ကြမှုများခဲ့ပါတယ်။ဒါပေမဲ့အရန်ကျင်းနေပြီးတော့ဝန်တာပီတီဖြစ်ခဲ့ရကြောင်းဆိုခဲ့ပါတယ်။ အကြောင်းမျိုးမျိုးကြောင့်မိဘမဲ့ဖြစ်ခဲ့ရတဲ့ကလေးတွေဆိုပေမဲ့လည်းကိုယ်ကလေးတွေကိုပြီးစလွယ်မဖြစ်စေဘဲခံခံနာနာနဲ့ရှင်ပြူနာတာပွဲကြီးလှုပ်ပေးနေတာကြောင့်အခုလိုဆောင်ရွက်ခဲ့ရတယ်လို့ပြောပြသွားခဲ့ပါတယ်။နောက်ထပ်ကြံနေတဲ့ကလေးငယ်တွေကိုလည်း၃နှစ်တခါ၄နှစ်တခါပုံမှန်ရှင်ပြူနာတာဆောင်ရွက်ပေးနိုင်မှုအတွက်စူးစမ်းသွားမှာဖြစ်ကြောင်းသိရပါတယ်။မိဘမဲ့ကလေးတွေအတွက်မြစ်တာတရားကြီးမားစွာနဲ့မိဘအရင်တယောက်လိုရှင်ပြူနာတာအလှူပွဲဆောင်ရွက်ပေးခဲ့တဲ့အလှူဒါကြီးကမှကြီးတယောက်ဆောင်ခိုင်နေဝေကုန်ပြည်သက်ကြီးရဲ့ င်တွေကစကားလေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်ဒီဗီဒီယိုလေးကိုဇောင်းတိကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်